ဒီနေ့မှာတော့ရှေးကြတဲ့ထုံတန်းစင်လာတစ်ခုအေးဖြားလီချင်းပေါ့အဲ့ဒါကနေနည်းနည်းတဲ့ဝိညာဉ်ရေးရာအမှန်တရားတစ်ခုအဖြစ်ဘလို့ပြောင်းလဲသွားသလဲဆိုတာကိုအတူတူလေ့လာကြည့်ကြပါမယ်ကဲအစပိုင်းမှာတော့လေအေးဖြားလီချင်းဆိုတာကရိုးရိုးရှင်းရှင်းရုပ်ပိုက်ဆိုင်ရာလှုပ်ဆောင်ရေးတစ်ခုပါပဲဒါပေမဲ့ကဘာအိုးချမ်းရအချုပ်မယ်ဆိုရင်ဒါဟာဖျားတခင်နဲ့သူ့ရဲ့လူမျိုးသားကပဋိညာအမတ်သားဖြစ်လို့အင်မတန်ရေးပါခဲ့တာပါ ဒီတရမှာစိတ်ဝင်စားစရာကလိုင်းနာဟိုပြစ်ကွယ်ရင်ရာလက်ကတတော်ပြင်းထန်လာတယ်။ဒါကတာမန်စီကန်တခုမဟုတ်တော့ကိုဘသူလဲဘယ်ဦးစုဝင်လဲနောက်ဆုံးအသက်ရှင်ခွင့်ရှိမရှိဆိုတာတွေနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့ကိစ္စရဲ့ကြီးတခုဖြစ်ခဲ့တာပါ။ဒီတလေကအာဗြဟံကနေစပြီးတော့မောရှေပြီးတော့ယောရှုအထိမျိုးဆက်တစ်ခုပြီးတစ်ခုခိုင်ခိုင်မာမာတည်ရှိနေကြတာပါဣသရေလလူမျိုးတွေအတွက်ကတော့ဒါအခြေခံကြပြီးမဖြစ်မနေလိုက်နိုင်ရမယ်အမှတ်လက္ခဏာတစ်ခုလိုဖြစ်နေကြတာပေါ့ဒါပေမဲ့ ဇလငါဒီမှာပဲပြီးသွားပြီလားဒီရုပ်ပိုင်းဆိုင်ရာ အမတ်သားတစ်ခုတည်းကပဲ အရာအားလုံးလားစိတ်ဝင်စားစရာကောင်းတာကကျန်းစာကိုယ်တိုင်ကဒီတဲ့ပေါ်နှဆိုင်တဲ့အရာတစ်ခုရှိနေသေးတယ်ဆိုတာကိုစာပြီးအရေးအမျက်ပြလာတာပါပဲဟုတ်ကဲ့အခုဆိုရင်နှလုံးသားဖြင့်အရေးဖျားလိချင်းစီတို့ခေါင်းစဉ်အောင်မှဆက်ကြည့်ကြပါမယ်ပရိုဖက်တဲကဒီအတုံးတုံးကိုယူပြီးတော့လေခန္ဓာကိုယ်အကြောင်းပြောတာမဟုတ်တော့ဘူးလူတယောက်ရဲ့အတွင်းစိတ် သူ့ရဲ့နှလုံးသားအကြောင်းပြောဖို့စတင်အတုံးပြလာကြတာပါ။ဒါကတော်တော်လေးကိုတော်လန်နဲ့တွေးခေါ်တဲ့ခုပဲဗျ။တကယ်ပြဿနာကခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာမဟုတ်ဘူး။လူထောင်ရဲ့အတွင်းစိတ်မှာရှိနေတယ်လို့ဆိုလိုတာ။ပြောရရင်မာကျော်ပြီးပိတ်ထားတဲ့နှလုံးသားဖျားစကားကိုနားမထောင်တဲ့နားတွေကမှတကယ်အသားအစီအစဉ်မှန်ရှိနေတယ်ဆိုတဲ့သဘောပါပဲ။အဲဒီလိုနဲ့ပဲပညာချရဲ့အတိပယ်ကပြောင်းလဲသွားခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလှုပ်ဆောင်ချက်တစ်ခုကနဲ့အတွင်းစိတ်နှလုံးကို ပြုပြင်ပြောင်းလဲဖို့နှိမ်ချဖို့အတွက်တောင်းဆိုတဲ့နှဆိုင်တဲ့ဝิญဉ်ရေးရာ တိုက်တွန်းချက်တစ်ခုဖြစ်လာခဲ့တာပေါ့ကဲအရေးကနေအစစ်အမှန်စီကိုရောင်းလာပါပြီ prophetic ကဒီအတွေးခေါ်အတွက်မျိုးစစ်ချပေးခဲ့ပေမဲ့ဓမ္မသစ်ကြမ်းမကောဒီယာက အပြိဝအပင်ပေါက်လာခဲ့ပါတယ်ဒီစာပေတုံးလုံးကသူ့ရဲ့အဆုံးစွာအသေးပေကိုဘလူးရှားတွေ့ထွက်တယ်လဲဆိုတာစัจကြည့်လိုက်ကြရအောင် ဒီနေရာမှာရုပ်ပိုင်းဆိုင်ရာအရေးဖျားလှီးခြင်းကိုဘယ်လိုမြင်လို့ရလဲဆိုတော့ရေခဲတောင်ရဲ့ထိတ်ဆုံးပိုင်းလို့ပါပဲ။ဒါမြင်နေရတဲ့အစိတ်ပိုင်းဒါပေမဲ့တကယ်တမ်းမှာတော့ပိုကြီးမပြီးပိုအေးကြီးတဲ့ဝိညာဉ်ကြီးရာအမှန်တရားတစ်ခုကိုညွန့်ပြနေတဲ့အရေးတစ်ခုသာဖြစ်တယ်လို့ဆိုတော့တာပါဒီ slide မှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာတာတမန်တော်ရှင်ပေါ်လူကပြင်ပလှုပ်ဆောင်ချက်နဲ့ဝိညာဉ်ကြီးရာလှုပ်ဆောင်ချက်နှစ်ခုကိုရှင်းရှင်းလင်းလင်းနိုင်ရှင်းပြီးခွဲခြားပြထားတာပါပဲတစ်ခုကလူလက်နဲ့လှုပ်တာ အဖြစ်မှမှမြင်ရတာနောက်တစ်ခုကတော့နှလုံးသားထဲမှာဝိညာဉ်တော်အဖြစ်ဖြစ်ပေါ်လာတာမျိုးပေါ့ဒီဝိညာဉ်ရေးရပြောင်းလဲခြင်းကိုတမန်တကျမ်းမှာနချင်းမင်္ဂလာနဲ့တားရိုက်ချိဆက်ဖြားထားပါတယ်လူဟောင်းကိုစွန့်ပယ်တယ်ခရစ်တော်နဲ့အတူသေးတယ်ပြီးတော့အသက်တာတက်နဲ့ပြန်လည်မွေးဖွားတယ်ဆိုတဲ့ဒီအစ်စ်တွေကလူတယောက်ရဲ့ဘဝတစ်ခုလုံးအလုံးစုံပြောင်းလဲသွားတာကိုပုံဖော်ပြနေတာပါပဲဒါကြောင့်မလို့အထီးကအချက်ကပါလဲဆိုတော့ဒီဝိညာဉ်ရေးရအမှန်တရားအတိရဲ့ရှေ့မှောင်မှာလူတယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကအေးမပါတော့ဘူး အကျိုးမရှိတော့ဘူးဆိုတာပါပဲ။ဒါကကျွန်တော်တို့ကိုအဓိကကြရဲ့မဲခွန်းတစ်ခုစီကိုတွန်းပို့လိုက်တာပါပဲ။ရုပ်ပိုင်းဆိုင်ရဲ့အမတ်သားကအရေးမပါတော့ဘူးဆိုရင်လူတစ်ယောက်ရဲ့တကက်အစစ်အမှန်ကိုတန်းကိုဘာနဲ့တတ်မှတ်မလဲ။အဓိကအယုံဆိုင်မှုကမျိုးရိုးစင်ဆက်ဒါမှမဟုတ်လူမျိုးကြီးအမွေအနှစ်ပေါ်မှာမဟုတ်တော့ဘဲယုံကြည်ခြင်းအပြင်ဖြစ်ပေါ်လာတဲ့အတွင်းစိတ်နှလုံးပြောင်းလဲခြင်းစီကိုလုံးဝရောက်သွားတာပါ။ ဆလူရာကဒီအခွင့်ကြီးဟာလူမျိုးဇာတိမရွေးဘသူမဆိုးအတွက် ဖွင့်လှစ်ထားတဲ့ဆိုတဲ့သဘောပါပဲဒီ slide ကအဓိကအချက်ကိုတိတ်ကောင်းကောင်းတရုတ်ဖော်ပြထားတာပါပတိညင်ရဲ့အဖွဲ့ဝင်တယောက်ချစ်ချင်းဆိုတာကိုအဓိပ္ပယ်အသည့်ဖွင့်ဆိုလိုက်တာပါပဲအရင်ကလိုဇာတိပကတိနဲ့မဆိုင်တော့ပဲစိတ်ဝိညာဉ်နဲ့သက်ဆိုင်တဲ့ကိစ္စတစ်ခုဖြစ်သွားပြီဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ကဲအားလုံးကိုပြန်ပြီးအနစ်ချုပ်ရမယ်ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာအလုပ်ဆောင်ချက်ဆိုတာကဝဉဉရေးရအစ်မန်ကိုညွန့်ပြတဲ့အရေးအခုပဲဖြစ်ခဲ့တယ်။စစ်မှန်တဲ့အရေးဖျားလိခြင်းဆိုတာကနှလုံးသားနဲ့စိတ်ဝိညာဉ်ရဲ့ပြောင်းလဲခြင်းဖြစ်တယ်။ဒီအတွင်းပိုင်းပြောင်းလဲမှုကိုယုံကြည်ခြင်းအားဖြင့်ပဲရနိုင်ပြီးအဲ့ဒါကဖန်ဆင်းခြင်းအစ်စ်ဖြစ်လာစေတယ်။အရေးကြီးဆုံးကတော့ဒီအမတ်တညာအစ်စ်ဟာမြို့ရုံမခွဲခြားပဲလူအလုံးအတောက်ဖွင့်လှစ်ထားတယ်ဆိုတာပါပဲ။နောက်ဆိုရင်နောက်ဆုံးအနေနဲ့စဉ်းစားစရာမျိုးကောင်းတစ်ခုခြံခဲ့ပါတယ်။ နှလုံးသားပြောင်းလဲခြင်းကလာတကယ်အမှန်လားအစ်စ်အမှန်ဖြစ်တဲ့ဆိုရင်အဲ့ဒီအပြောင်းလဲတဲ့တည်အထောက်အထားကိုဒီနေ့ခေတ်လူတယောက်ရဲ့ဘဝမှာဘယ်လိုမျိုးမြင်တွေ့နိုင်မလဲ။